ဒီမကြတိခင်တော့ကမဆုံးသွားတဲ့မင်းသမီးလေးအခုတတင်းပြန်ဖြစ်နေတယ်ရှင်။ဒီမင်းသမီးလေးကငငယ်ကလေးကအမှုပြလောကထဲကိုဝင်ခဲ့ပြီးအောင်မြင်မှုတွေလည်းအများကြီးရခဲ့တယ်။2020နှစ်မှာမင်းသမီးကမူပြီးကမောင်းလို့ကားမတော်တဆဖြစ်ခဲ့တယ်။တတင်းလည်းဖြစ်တော့အဲ့ကလေးကမင်းသမီးလေးအလုတ်ပါသွားတယ်။ ပြီးတော့အဲ့ဒီအခင်းကြောင့်သမီးကနှစ်နာသူကိုဝေတန်း900ဝန်ရောတေးပေးခဲ့ရတယ်တဲ့ရှင်အရင်နှစ်တုန်းကမှမင်းသမီးလေးကမင်းသားခင်မြုံစုနဲ့မျက်နှာချင်းထိတွေ့တဲ့ပုံကိုတင်ခဲ့တယ်အားလုံးကမင်းသမီးလေးကမင်းသားကိုနမည်ဖြည့်ရှင်လို့ဒါမှမဟုတ်မင်းသမီးကအများစိတ်ဝင်စားအောင်လုပ်တာဆိုပြီးမင်းသမီးလေးကိုပဲတွားပြီးအပြစ်တင်ဝေဖန်ကြတယ်တဲ့ရှင် ဒီနှစ်နလပိုင်း16ရက်နေ့2025မှာတော့အသက်25နှစ်ပဲရှိသေးတဲ့ဒီမင်းသမီးလေးကသူမရဲ့နေအိမ်ထဲမှာဆုံးသွားခဲ့တယ်။အလောင်းခွဲစိတ်မှုရလက်ကတော့မင်းသမီးကသူ့ကိုယ်သူအဆုံးတက်သွားတာတရှင်။ဒီမင်းသမီးလေးဆုံးသွားတဲ့နေ့ကဒီမင်းသားရဲ့မွေးနေ့ဖြစ်တယ်။အစပိုင်းဒီကိစ္စမဆိုင်ဘူး။ပတ်သက်မှုရှိလိမ့်မယ်လို့ဘယ်သူကမှမထင်ထားဘူး။တိုက်ဆိုင်မှုဖြစ်တယ်ပဲထင်ခဲ့ကြတာတရှင်။ ဒါနဲ့ပြီးခဲ့တဲ့၂ရက်လောက်တုန်းကမှမင်းသမီးလေးရဲ့အတော်ကမင်းသမီးလေးနဲ့ဒီမင်းသားက၂ရက်အတူတူရိုက်ထားတဲ့ပုံနန်းတဲ့ပုံကိုတင်လိုက်တယ်ရှင်။ပြီးတော့မင်းသမီးအတော်ကပြောသေးတယ်အမှန်တော့မင်းသမီးလေးနဲ့မင်းသားက6နှစ်ကြာတွဲခဲ့ကြတယ်တရှင်။အဲ့တုန်းက2005ခုနှစ်အဲ့တုန်းကမင်းသမီးလေးအသက်15နှစ်ပဲရသေးတယ်။ဒီမင်းသားကတော့အသက်20ခုရှိပြီ။အဲ့တုန်းကဆက်တွဲကြတာတရှင်။ အဲနောက်2019ခုနှစ်မှာမြင်တာကကိုပိုင်ကွန်မြူနတီထောင်ခဲ့တယ်မြင်တာကွန်မြူနတီထောင်တော့မင်းသမီးလေးလဲသူလုံနေတဲ့ကွန်မြူနီနဲ့စာချုပ်ထပ်မချုပ်တော့ပဲမင်းတာရဲ့ကွန်မြူနီမှာအလုပ်ဝင်ကူလုပ်လိုက်တယ်မင်းသမီးကမင်းတာကွန်မြူနီကတရုတ်ဆောင်အစ်စ်တွေအမှုပညာရှင်တွေကိုနီးပြတင်ပြပေးတယ်မင်းသမီးကမင်းတာကွန်မြူနီကနေလှုပ်အားခတပြားတစ်ချက်မှမယူခဲ့ဘူးတရှင် 2021မှာတော့မင်းသားနဲ့မင်းသမီးကအလံခွဲလိုက်ကြတဲ့6နှစ်ကြာတွဲခဲ့ကြတဲ့တရှင်ဒါမင်းသမီးဖက်ကမိသားစုဝင်နဲ့အားလုံးတိကြတယ်လို့ပြောတယ်2022မှာတော့မင်းသမီးလေးကမူဒီကာမောင်လို့ကားမတော်တဆဖြစ်ခဲ့တဲ့နှစ်နာတီဖက်ကိုယော်ကြီးတန်းခုညာဝန်ပေးခဲ့ရတယ်။စပိုင်းဒီကိစ္စမင်းသမီးလေးကသူ့ဘတာကိုရှင်းမယ်ဗောရှင်။ ဒါပေမဲ့နောက်ပိုင်းမှာတော့မင်းသားနဲ့မင်းသားရဲ့ကိုမီကမိသမီးကိုတွားကူညီပေးခဲ့တဲ့အက်ဒီနှစ်နာကျေးတန်းခုနှစ်ဝန်ထိုင်းဘက်ငွေနဲ့တွက်ရင်ဘတ်16တန်းတရှင်မင်းသားရဲ့ကိုမီကမိသမီးအစာပေးခဲ့တယ်တရှင်မင်းသားရောမင်းသားရဲ့ကိုမီရောမင်းသမီးကအက်ဒီငွေတွေကိုပြန်ပေးရမယ်ဆိုတာမပြောခဲ့ဘူးဘူးတရှင်ဒါကြောင့်မင်းသမီးလေးကမင်းသားနဲ့မင်းသားရဲ့ကိုမီကို ကျေးဇူးတင်ပြီးကျေးဇူးပြန်ဆက်တဲ့အနေနဲ့တမီကမြင်းသားရဲ့ကုမ္ပဏီမှာအလုပ်စူးစားပန်းစားလုပ်ခဲ့တဲ့တဲ့ရှင်ဒါပေမဲ့မကြဘူးအဲ့ဒီ2020နှစ်ထဲမှာပဲမင်းသမီးကမင်းသားကုမ္ပဏီနဲ့ထုတ်ထားတဲ့စာချုပ်ကကုံဆုံးသွားတဲ့စာချုပ်ထက်ချုပ်ဖို့လဲမင်းသားကမပြောဘူးမခေါ်ဘူးတဲ့ရှင်ပြီးခဲ့တဲ့2024မှာတော့မင်းသမီးစီမံမင်းသားကုမ္ပဏီကနေစာတစောင်ရောက်လာတဲ့အဲ့ဒီစာထဲမှာရေးထားတာကတော့ကုမ္ပဏီကငွေတန်း900ဝန်ကို ပြန်ပေးဖို့မိသမီးကိုစာပို့တော့တဲ့ရှင်။နနစ်နီပါမပြောဘဲနဲ့အရင်နှစ်ကမှပြောတာတဲ့ရှင်။မိသမီးအဲ့ဒီစာကိုရပြင်တော့မိသမီးကမင်းသားကိုဆက်သွယ်ဖို့နီလာအမျိုးမျိုးလုပ်ခဲ့တယ်။ဒါပေမဲ့မင်းသားကမိသမီးကိုပြန်ဆက်သွယ်မလာဘူး။မိသမီးကမင်းသားရဲ့ကုမ္ပဏီကိုဆက်သွယ်သွားလဲ။ဆက်သွယ်လို့မရဘူး။မင်းသမီးကမင်းသမီးရဲ့တဝန်ကွဲရဲ့ဖုန်းနံပါတ်တွေနဲ့ယူပြီးမင်းသားကိုဆက်သွယ်သွားလဲမင်းသားကဖုန်းမကင်ဘူးတရှင် မင်းသမီးသူမင်းသားကိုစာပို့သွားတာအခုသူအလုပ်တွေပြန်ရနေပြီငွေရှာပြင်းမင်းသားကိုပြန်ဆက်မယ်ဒါပေမဲ့အချိန်ပေးဖို့တောင်းဆိုချင်တာဒါကြောင့်မင်းသားကိုဆက်တွယ်သွားတာတရှင်ဒါပေမဲ့မင်းသားကမင်းသမီးကိုတခါမှလဲစာမပြန်ဘူးတလို့အဆက်အသွယ်လဲပြန်လို့မလာဘူးဘူးတရှင်အဲ့ဒီနောက်မကြဘူးမင်းသားကမင်းသမီးရဲ့တဝန်ကွဲဖုန်းနံပါတ်တွေကိုတက်တင်းထောက်တွေကိုပေးလိုက်တယ်တက်တင်းထောက်တွေလဲမင်းသမီးကိုအင်တာဗျူးလုပ်ချင်နေတာနဲ့မင်းသမီးကိုလိုက်ရှာကြတယ်တက်တင်းထောက်ကိုဖုန်းနံပါတ်ပေးခဲ့တဲ့သူကမင်းသားဖြစ်မှန် င်းသမီးတီတော့မင်းသမီးကတစ္ဆာဖောက်ခံရတယ်လို့ခံစားရလို့မင်းသားနဲ့အတူရိုက်ခဲတဲ့တပ်ပုံကိုတင်လိုက်တာတည်းရှင်းအဲ့တလောမှာမင်းသားရဲ့ဆက်လံကထုံလွင့်ပြတ်သားနေတဲ့အချိန်မင်းသားရေပန်းစားနေတဲ့အချိန်မှာပဲသမီးကသူ့နဲ့မင်းသားပါချင်းထိတွေ့တဲ့ပုံကိုတင်လိုက်တယ်အဲ့တုန်းကအားလုံးကမင်းသမီးနာမည်ကြီးရှင်လို့မင်းသားနာမည်ဖြတ်ရှင်လို့လောက်တာလို့ဝေဖန်ကြတယ်ဒီကိစ္စနဲ့ပတ်သက်ပြီးမင်းသားနဲ့မင်းသားရဲ့ကုမ္ပဏီက တက်ခါတဲ့ထွက်ငင်းခဲ့တဲ့တရှင်မင်းသမီးကအလုတ်ရောငွေကြေးရောအခက်ခဲဖြစ်သွားတယ်မင်းသားအတွေ့ကိုပြန်ဆက်ဖို့မင်းသမီးအရန်စိတ်ညစ်လို့မင်းသားရဲ့မွေးနေ့မှာပဲမင်းသမီးကသူ့ကိုသူအဆုံးစင်သွားတယ်လို့မင်းသမီးရဲ့အတော်ကပြောခဲ့တယ်ရှင်အတော်ပြောတဲ့အတော်စီမှာတက်တဲ့အထောက်အထားတက်ပုံတွေအများကြီးရှိသေးတယ်ဒီကိစ္စတက္ကပလုံးတိအောင်ပြောရှင်တယ်လို့မင်းသမီးအတော်ကထွက်ပြောခဲ့တယ်တရှင် ဒါကထိုင်းတည်င်းဌာနထက်ကအတိုင်းဘာတာလာပြန်ပြီးပြန်ပြောပြတာတော့ရှင်ချွေကကိုရီးယားလိုနားမလဲတော့ကိုရီးယားတည်င်းထက်ကပြောတဲ့အတိုင်းမသိဘူးရှင်ထိုင်းတည်င်းထက်ကပြောတဲ့အတိုင်းတူမတူလဲမသိဘူးစင်စားတော့စင်စားเสียပဲတော့ရှင့်မင်းသားရဲ့မွေးနေ့မှာပဲမင်းသမီးကသူ့ကိုသူအဲ့လိုမျိုးလှုပ်သွားတာနေ့တွေရက်တွေအများကြီးမှာမင်းသမီးကအဲ့ဒီရက်ကိုရွေးပြီးလှုပ်တာဆိုတော့ရှင့် တကယ်ပဲဒီလိုမျိုးစင်တော့မိသမီးကိုတနာပါတယ်တော့ရှင်လွယ်မာတဲ့အချက်တွေရှိရင်ပြင်ပင်းတော့ရှင်မဆယ်နဲ့တော့တည်င်းထူးရှင်ပြန်လာအစ်စ်ပြင်ပင်းတော့ရှင်